ားလုံးပဲမင်္ဂလာပါခင်ဗျာ Pepperdi TV Channel ကနေနေ့ထက်ဆောင်နှခုဆက်တာလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့နိုဝင်ဘာလ14ရက်နေ့ကျွန်တော်တို့ရဲ့ Pepperdi TV Channel ကနေတင်ဆက်ပေးမယ်ဝင်းနေ့စီတောင်းအစီအစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်အားလုံးမန္တလေးတိုင်းဒေသကြီးကျောက်ပတောင်မြို့နယ်စင်မြင့်ကျေးရွာမှာနေထိုင်နေသမီးလေးမအေးတူအောင်ပဲဖြစ်ပါတယ်ခင်ဗျာ Happy Birthday ဒီနေ့နိုဝင်ဘာလ14ရက်နေ့မှာရောက်ရှိလာတဲ့မြန်မာလေးမအေးတူအောင်ရဲ့ ီနေ့ပြည်မူနေရဲ့မြန်လေးကိုတော့ခိတလာအောင်နိုင်ငံမှာရောက်ရှိနေတဲ့မမတန်နာဦးကနေဝင်းနစ်စမွေကောင်လေးတောင်းဆိုပေးထားတာပဲဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါမြမလေးမအေးသူအောင်ရဲ့ဒီနေ့ပြည်မူနေရဲ့မြန်လေးကိုမမတန်နာဦးစီတောင်းပေးထားတဲ့ဝင်းနစ်စီတောင်းလေးတွေရတော့ Happy Birthday ပါချေရတဲ့မြမလေးမြမလေးရဲ့ဘဝတစ်လျှောက်လုံးကျမ်းမာပျော်ရွှင်ပြီးတော့လူတော်မှန်သမျှပြည့်စုံနေပညာတတ်သူတော်ကောင်းမလေးဖြစ်ပါသည်မိဘအဖော်တည်တဲ့လိမ္မာပြီးပညာတတ်ကြီးလည်းဖြစ်ပါသည်အမြဲတမ်းကြော်ရှင်ပါသည်ညီမလေး ဆရာနဲ့မိသားစုနဲ့အတူနေရတဲ့အချိန်မှာပူပင်တော့ကကျင်းစွာဖြစ်တန်းနိုင်ပါသည်ကြီးလေးလာမယ့်ညီမလေးရဲ့ဘဝလေးဟာရေလိုရေးပန်းလို့ချမ်းမြေ့ပြီးတော့လူရပန်းနိုင်ကလုံးမထီပေးမရှိပဲအောင်မြင်မှုများစွာကိုပိုင်ဆိုင်နိုင်ပါသည်မိဘဆွေမျိုးများနဲ့ခုနှစ်ရဲ့သားသမီးများအပေါ်ကောင်းကျိုးပြုနိုင်တဲ့ဓမီကောင်းရတနာလေးဖြစ်ပါသည်ပြီးကန်းနိုင်သောလက်တစုံကိုပိုင်ဆိုင်နိုင်ပါသည်ပန်းမံခွဲကြနိုင်တဲ့မြို့သမီးကောင်းလေးဖြစ်ပါသည်။တောင်းလျာလာလီယာကလုံမတီစုမကြီးပဲ။ ပြည်တော်ကောင်းများနေတာလေးဆုံနိုင်ပါသည်မမညမလေးကိုရမ်းချစ်ပါလေဆိုပြီးတော့ညမလေးမအေးသူအောင်ရဲ့လေးနှစ်ပြည့်ဝင်နေရဲ့မျက်လေးကိုမမတန်တာဦးကနေဝင်းနေဆုံးမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါတမိလေးမအေးသူအောင်ရေပြပတတီယူချန်နယ်ကနေလည်းဒီနေ့နိုဝင်ဘာလ14ရက်နေ့မှာရောက်ရှိလာတယ်တမိလေးရဲ့ဝင်းနေရဲ့မျက်လေးကိုထက်ဆက်ဝင်းနေဆုံးမကောင်းလေးတောင်းဆိုပေးခြင်းပါတယ်ပြပတီပါနော်ဝင်းနေကနေစပြီးတော့ချင်းရတဲ့မိသားစုနဲ့အတူ နောက်နေ့ပေါင်းတရာအတိုင်းပြောရှင်းသွားနေထိုင်နိုင်ပါသည်။ဒီရဲ့တိုင်းကိုအေးချမ်းစွာဖြစ်တန်းနိုင်ပါသည်။မိဘအကျေးဇူးပြုနိုင်ပြီးတော့နောက်နောက်ကမှထွန်းလင်းတောက်ပါတဲ့ပညာတကြီးလေးဖြစ်ပါသည်။မျက်နှာမြင်ချစ်ခင်တညာသနာပါသည်ဆိုတဲ့စုကိုပိုင်ဆိုင်နိုင်ပြီးတော့စိတ်တခင်သူပေါ်များပါသည်။ကတိတုံးပါ။ရှင်သူမြင်ငါပါပြီးရနေလဲခင်ဝင်နိုင်ပါသည်။သရှိကျမ်းပါပြွှင်ပြီးတော့ကောင်းကောင်းလုပ်ရင်စနမနဲ့များပြေပါပါသည်လို့ဒီနေ့နိုဝင်ဘာလ14ရက်နေ့မှာရောက်ရှိလာတဲ့ သမီးလေးမအေးသူအောင်ရေမွေးနေ့ရဲ့မျက်လေးကို Pipetiti Channel ကနေလည်းတက်ဆက်မွေးနေ့ဆုမွေးကောင်းလေးတောင်းဆိုပေးလိုက်ပါရနော်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့ရရှိလာတဲ့မွေးနေ့ရှင်အပါအဝင်ကျွန်တော်တို့ပြည်သူတွေအလုံးအေးချမ်းသာတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါသည်လို့ Happy Birthday Channel ကနေဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ။ Happy Birthday